ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာလာလီများအတွက်အခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလားတာနဲ့ပတ်သက်တဲ့ကကြမအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်ခင်ဗျာအဲဒီလိုဟောပြောပေးတဲ့အခါမှာအလုတ်ကိုင်းနောက်ငွေကြေးနောက်ကျန်းမာရေးလူမှုရေးပညာရေးဘာသာရေးခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စနောက်တစ်ခုကရန်အတိုက်အခိုက်ရှိမရှိအစသဖြင့်ပေါ့နော်ပြည့်ပြည့်စုံစုံလေးတွေကျွန်တော်ဒါတဲရော့ကန်လေးတွေနဲ့တက်ခတ်ချင်းကြည့်ပြီးတော့ ဟောပြောပေးမှာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအဲ့တော့တနင်္ဂနွေသားသမီးများအတွက်ပထမဦးဆုံး sorry တနင်္လာသားသမီးများအတွက်ပထမဦးဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်စပြီးတော့ကြည့်ပေးလိုက်ပါပြီလုပ်ငန်းကိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေနိုင်မဲ့လာတက်လာပဲလို့တွေးရပါတယ်အဲ့တော့ဒီလာပိုင်းအတွက်မှာအလောက်ကိုင်းနဲ့ပတ်သက်တဲ့အပြောင်းလဲတွေဂျုံတွေးလာရနိုင်ပါတယ်အဲ့လိုအပြောင်းလဲတွေဖြစ်လာခဲ့မယ်ဆိုရင်လည်းပဲအဲ့ဒါကကောင်းသောပြောင်းလဲခြင်းတွေလို့ပြောလို့ရပါတယ်နောက်အဲ့လိုပဲအလောက်မှာအပြောင်းလဲတွေမရှိခဲ့ရင်တောင်မှပဲ တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လုပ်ငန်းကိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်မယ်လားတလားလို့တွေးရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတော့ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ကြည့်ပေးပါမယ်။ငွေကြေးပိုင်းမှာတော့နှစ်နာဆုံးရှုံးမှုတွေများတတ်ပါတယ်။အဲ့တော့လိုအပ်လို့မလို့သုံးလိုက်ပြုလိုက်ရတာမျိုးမဟုတ်ဘဲနဲ့မလိုအပ်ဘဲနဲ့အလဟတ်သက်ထွက်သွားတာတို့နော်။အဲငွေကြေးတွေဆုံးရှုံးသွားတာတို့နှစ်နာသွားတာတို့စတဲ့အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ error တွေတက်တတ်ပါတယ်။ဒါမှမဟုတ်တင်းလာသားသမီးများကဒီ၁၇လပိုင်းမှာငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကိုတော့ဂယူးဆိုင်ပါလို့ကျွန်တော်အနေနဲ့မှာကြားလို့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပါမယ်။ ကျမ်းမာရေးညံ့တတ်ပါတယ်ကိုရိုင်းတော်၎င်းမိသားစုမှာတော်၎င်းကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေတွေအညံ့တွေပေါ်ပေါက်တတ်ပါတယ်အဲ့တော့နေထိုင်မကောင်းဖြစ်တတ်ပါတယ်ကျမ်းမာရေးခြူကြတတ်ပါတယ်ဂယုဆိုင်ပါလို့မှားကြလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပေါ်ပြောပြပါမယ်လူမှုရေးပိုင်းမှာတော့အဝေးကလူတွေနဲ့ပို့ပြီးတော့အဆင်ပြေတတ်ပါတယ်အဝေးကမိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းတွေကိုပို့မှုပြီးတော့ရရှိစေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးကနောက်ဘာသာ ာရေးကံကိုကြည့်တဲ့အခါမှာလည်းပဲအကောင့်နမိတ်ကိုတွေးရတာကြောင့်ပညာရေးပိုင်းတို့ဘာသာရေးပိုင်းတို့မဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတင်လာသားများအနေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စလေးကိုကြည့်တဲ့အခါမှာတော့ခရီးသွားလာလှုပ်ရှားမှုလေးတွေမှာအဆင်မပြေတာမျိုးလေးတွေအထင်ကအခက်ခဲကြုံရတာမျိုးလေးတွေ ဖြစ်ပေါ်စေတတ်ပါတယ်ဒါမှမဟုတ်သွားလာလာတာအဲလှုပ်ရှားတဲ့နေရာလေးတွေမှာဂယုစိုက်ပါလို့မှာကြလို့ပါတယ်ဆက်လက်ပြီးတော့ရန်အတိုက်ခိုက်တဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပြပါမယ်ရှိပါတယ်ဒီချိန်ကာလတည်းမှာတအူးထက်ပိုတဲ့သူတွေရဲ့အနှောက်ယှက်လေးတွေတောင်မှပဲကြုံလာရနိုင်ပါတယ်အဲ့တော့ကို့ကမှာတအားကြီးထိခိုက်စေနိုင်တဲ့အခြေအနေမျိုးတွေမဟုတ်ခဲ့ရင်တောင်မှပဲအာယုံနောက်စရာတွေစိတ်ရှုပ်စရာတွေ ကြုံရတာပါလေဒါမလို့ရန်အတိုက်ခိုက်မကင်းပါဘူးပြဿနာမကင်းဘူးလို့မှာကျင်ပါတယ်ခင်ဗျာဒါတင်လာအသာသီးများအတွက်ပထမဒါတဲရော့ကတ်တွေကိုကြည့်ပြီးတော့စုံစုံလင်းလင်းလေးကျွန်တော်ဟောပေးတာပါနောက်တစ်ချိန်တဲရော့ကတ်ချူပြီးတော့ဘလုတ်ကန်အခွင့်လန်းကောင်းတွေကြုံတွေ့ရနိုင်အောင်မလဲဒါဘလုတ်ရေရီယာတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကို အကြံပြုလမ်းညွှန်ပေးပါဦးမယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီဒီယိုမြင်းချင်းနဲ့ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမြင်းလို့ရပါတယ်ခင်ဗျာတအူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတာတွေကိုကျွန်တော်ပို့ပေးတယ်နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်နောက်လိုအပ်တဲ့ရည်ရွယ်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူဇော်ကကတော့တအူးကို2000ကျပ်ပဲယူပါတယ်ခင်ဗျာ ။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်နဲ့အပြင်မှာလူတွေ့ဗီဒီယိုမေးမြန်းခြင်းနဲ့ဆိုရင် အခုဒီနိုဝင်ဘာလလာစားပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်ကျွန်တော်ကိုကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့လာရောက်တွေ့ဆုံပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ရဲ့နာမည်နဲ့ billing application လေးလုပ်ထားတာရှိပါတယ် Play Store မှာစောရန်ထွန်းဆိုတဲ့နာမည်ကိုရပြီလို့ရှိရင် application လေးကို download ဆွဲကနေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily ဟောတွေနောက်တပတ်စာဟောသဏ္ဍာန်တွေတလားစာဟောသဏ္ဍာန်တွေတနေ့စာဟောသဏ္ဍာန်တွေကိုဒါ application လေးထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အဲ့တော့ application လေးကိုနေ့စဉ်ကြည့်ရှုအားပေးတဲ့မိတ်ဆွေများကိုလည်းပဲ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော် အရေးကြီးတဲ့မေးခွန်းတစ်ခုစီကိုကျွန်တော်ကဖြည့်ပြီးဟောပေးပါမယ်အဲ့အတွက်ကိုတဲရကနဲ့တော့လကောက်သို့မဟုတ်အင်္ဂါဝိဇ္ဇာအခါတိုင်းကြည့်ပြီးတော့လကောက်ဖြည့်ပြီးဟောပေးပါမယ်အဲ့တော့မိတ်ဆွေများကကျွန်တော်ရှိမှမေးမြန်းဖို့အတွက်ဆိုရင်ဒီ post ကအောက်မှာပဲ ဒါကျွန်တော်ရဲ့ application လေးကို download ဆွဲထားတဲ့ပုံလေးကို screenshot ရိုက်ပြီးတော့ comment လေးမှာ man ကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးမြန်းနိုင်ပါလေခင်ဗျာအခုမှစပြီးတော့ download ဆွဲမယ်ဆိုတဲ့သူတွေကလည်းပဲ Play Store မှာ Soyran ထုံးဆိုတဲ့နာမည်ကိုရိုက်ပြီးလို့ရှိရင် application လေးကို download ဆွဲကဒါဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ဒါအရေးကြီးတဲ့မေးခွန်းတစ်ခုကိုဒီရဲ့ပို့အောက်မှာ ဒါကိုမှရေးပြီးတော့မင်းများနိုင်ပါတယ်ကျွန်တော်တန်းနိုင်သလောက်ပြန်ပြီးတော့ဖြီးပြီးဟောပြပါမယ်ခင်ဗျာဒါကကျေးဇူးတုံးပြန်တဲ့အနေနဲ့ကျွန်တော်ဘက်ကနေပြီးတော့ပေါင်ပြပေးခြင်းပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဒင်းလာသားမိများတွေနောက်တစ်ချိန်တဲတော့ကနေကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးလိုက်ပါပြီ တင်းလာသားသမီးများကအခုတည်ရောက်နေတဲ့နိုဝင်ဘာလတလတာကာလတွင်မှရက်ဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းအထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်အဲ့လိုပဲကြီးကြီးမားမားလုပ်ငန်းဆောင်တာကိစ္စရပ်တွေကိုစတင်စီစဉ်ဆောင်ရွက်ပြစ်တာမျိုးတွေကြုံရပါလိမ့်မယ်။နောက်အဲ့လိုပဲဒီချိန်ကာလတွင်မှအခက်အခဲတွေကိုပေါ့နော်တော်တော်များများကိုဖြတ်ကျော်ပြီးတော့တိုးတက်အောင်မြင်နိုင်တဲ့ ကန့်ခွင်လန်းကောင်းတွေပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေးရပါတယ်အဲ့တော့ရေရာအနေနဲ့ဘာလို့သိမှာတလဲဆိုလို့ရှိရင်ခยีသွားတဲ့သူကိုကိုတတ်နိုင်တဲ့လောက်ခยีစရိတ်အဲလှူဒန်းကူညီပေးပါလို့ရေရာလေးလည်းပေးလိုက်ရပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အောက်ဘက်မှာ comment လေးတွေမှန်းခဲ့ပါအောင် like share လေးတွေနဲ့အားပေးကူညီခဲ့ပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်